ည်းကတော့အဲ့လိုလေအရန်လောဘကြီးတဲ့မိဘတွေမှမပါဘူးအဲသူတို့ကိုနည်းခံယူထားတာတကွာတော့ဟိုဂုံယူရတဲ့သားသမီးတွေမဖြစ်စေချင်ဘူးပျော်ရွှင်နေတဲ့သားသမီးလေးတွေကိုပဲမြင်ချင်တယ်အဲ့တော့ကိုဂုံယူရဖို့အတွက်ကိုသူတို့မှပင်ပန်းစွာအဲ့လိုကြီးလုံးလုံးနေရတာမျိုးမဟုတ်ပဲနဲ့သူတို့ life လေးကိုသူတို့ enjoy ဖြစ်ရမယ်ပျော်ပျော်ရွှင်ရွှင်လေးနဲ့အာပြီးတော့နေ့ရက်တိုင်းကိုတန်ဖိုးရှိရှိလေးနဲ့သူတို့ဖြတ်တန်းစီချင်တယ် ုတ်ဒီနေ့ကတော့နဗက်ကဒီ The Lady ရဲ့ဒုတိယမြောက်စိုင်ဖွင့်ပွဲကိုလာပြီးတော့ပါဝင်အားဖြည့်ပြီးတော့ဖဲချုပ်ဖြတ်ဖွင့်လှစ်ပေးတာပါဟုတ်နဗက်ဒီ Facebook တို့ကတော့မှလည်း comment လေးရေးကြတာပေါ့နော်အမအပြင်းမြိုက်သေးဘူးလားအဲကိုအနုပညာမနမတွေလည်းဟောဖြစ်တာပေါ့နော်အဲနဗက်လည်းရိုက်ချင်တာပေါ့နော်ရိုက်ချင်တယ်ဒါမဲ့အာကိုမှလည်းဒီခလေးတွေကအဲလိုပြောလို့တခြားအနုပညာရှင်တွေလည်းခလေးရှိတဲ့အနုပညာရှင်တွေလည်းအများကြီးပဲပေါ့နော်ဒါမဲ့လူတွေကတယောက်နဲ့တယောက်ဟို background နေအဲကို supporting လုပ်နိုင်မဲ့လူတွေဒါတွေကအမျိုးမျိုးမကွာဟိုမတူညီကြအောင်ကွာခြားကြရပါတော့เนาะဘယ်လိုဆိုရမလဲလေအာရိုက်ဖို့တော့ဟိုဖြစ်ပါတယ်အာအားလည်းအတန်ပါတယ်ဒါပေမဲ့အာလောလောဆယ်မှာကြတော့ခလေးတွေရဲ့အာဝေဟာဝိဆာပြီးရင်ကွာလေစိတ်ကလည်းမချတာပေါ့เนาะပို့တာဂျိုတာလောက်တာဂိုင်းနာအစအဲအဲ့လိုလေးပို့ပြီးဂျိုပေးခြင်းတဲ့အခါကြတော့အဲ့လိုလေးနည်းနည်းလေးရှိနေတာပေါ့เนาะအဲအကြောင်းမို့လို့ပါဟိုတပည့်တက်နိုင်ဆုံးတော့ ဒီကြော်ညာတွေကတော့ရိုက်ဖြစ်နေတာပေါ့နော်ဇက်ကားရိုက်ပေါ့အထူးသဖြင့်ပြောရရင်တော့ဇက်ကားရိုက်လေးတွေပြန်ပြီးတော့လုံနိုင်အောင်ကြိုးစားပါမယ်။ခါလေကြတော့လေအရန်တော့ပင်ပန်းတာပေါ့နော်တစ်ဖက်စီးပွားရေးလည်းလုပ်တယ်ဘာဖြစ်လို့ဆိုတော့မင်းတို့အနုပညာအလုပ်ဆိုတာကကြတော့ဟိုမလို့ပြောပြရမလဲအကြောင်းကြီးကအမျိုးမျိုးပေါ့နော်ပြီးတော့ပို့ဆိုးတာဒီဘက်ခင်မှာဆိုလို့ရှိရင်ဝင်ဝေလမ်းကြောင်းက3-4ခုလောက်ဖွင့်ထားနိုင်မှတော့ကကြတာပေါ့နော်အဲ့လိုဆိုတော့ဒါပေမဲ့စီးပွားရေးကိုပိုင်စီးပွားရေးတွေလည်းလုပ်တယ်ပြီးတော့အာဒါပေမဲ့ဒီဆိုရှယ်မီဒီယာမှာကြော်ညာတွေလည်းအများကြီးရိုက်ဖြစ်တယ် ယ်အာပြီးတော့ဒီခလေးတွေကိစ္စလည်းကိုယ်ပဲလုပ်တယ်ပေါ့နော်အဲ့လိုဆိုဟိုခါလီကျတော့လည်းပင်ပန်းတာပေါ့နော်ဒါပေမဲ့အတက်နိုင်ဆုံးတော့အာဘတ်ပေါင်းဆောင်ကနေပြီးတော့ထောက်စီအောင်ကြိုးစားပါတယ်နမဟုတ်ဟိုနမဟိုရိုက်တာကတော့ဓာတ်လျှောက်ရိုက်ဖြစ်နေတယ်နမဒီဟို TV screen ပေါ်မှာတက်ဖြစ်တာပဲရှိတာပေါ့နော် TV screen ပေါ်မှာတက်ဖြစ်ဘူးနမဒီဘက်ကပို့ပြီးတော့လုပ်ဖြစ်နေတာကတော့ content creation ဘိုင်းနေပေါ့နော်အဲနမအခုအဲဒီ content creation ဘိုင်းလို့ပဲပြောရမှာပေါ့နော်အဲ့ဒါအနေနဲ့လုံလာတာဆိုရင်နမသုံ ၃နှစ်ကျော်သွားပြီဒီ၃နှစ်ကျော်တွင်မှာလည်းကြော်ညာတွေအခု150ဝန်းကျင်လောက်ရိုက်ဖြစ်ခဲ့တယ်အဲ့တော့ဒီ150ဝန်းကျင်ကိုနမရတူတွေကြည့်တဲ့သူတွေကိုအဲတစ်ခုနဲ့တစ်ခုမတူအောင်ပြီးတော့ကြည့်တဲ့အခါမှာလည်းစိတ်ဝင်စားမှုကောင်းအောင်အဲ brand နေနဲ့လည်းအကျိုးရှိအောင်အဲ့လိုမျိုးနမရတူအဖက်ဖက်စဉ်းစားပြီးတော့အဲအရင်တော့ကတော့ကွာတေးဥဆောင်ပိုင်းတစ်ပိုင်းပဲတာဝန်ယူရတာပေါ့နော်အခုကျတော့နမရတူ marketing လည်းနားလည်ရတယ်ပြီးရင် camera ကိုလည်းနားလည်ရတယ်ဒီ script တွေကိုလည်းနားလည်ရတယ်အဲ့ဒီဟာတွေအားလုံး ကိုလုတ်ခဲ့တဲ့အတွေ့အကြုံတွေအကုန်ပေါင်းပြီးတော့အခုချိန်မှာတော့နည်းမြတ်ကအဲ break ကိုကိုယ့်ရဲ့ဒီကို own team လေးနဲ့ပေါ့နော်။နမရအဲ့ဒါမျိုးလေး creation လုပ်ပြီးတော့လုပ်ဖြစ်နေတာများတာပါ။ဟုတ်။အဓိကကတော့လေနမရကကလေးတွေကိုဒါကိုစာရီလည်းဖတ်ရင်းနေပေါ့နော်။သူတို့နဲ့တော့ဟိုတငယ်ချင်းလို့လေးဟိုဖြစ်ဖြစ်တာများပါတယ်။သူတို့ပြင်အဲချက်ချက်လေးအကြီးလေးပေါ့နော်။သားလေးနဲ့ဆိုလို့ရှိရင်လေ तू ကလူကြီးဆန်တယ်။အဲ့လိုဆိုတော့ तू လည်းဆိုလို့ရှိရင်အဲ့လိုမျိုးလူကြီးလေးတယောက်လိုပဲ discuss လုပ်လို့ရတယ်။အဲ့လိုဘလို့ထင်လဲဘလို့မြင်လဲ तू ကတော့ဘလို့လုံသွားတာတွေ့လား။အဲ့အဲ့လိုလေးပေါ့နော်။အဲ့လိုလေးဆွေးနွေးတဲ့သဘောမျိုးလေးနဲ့သူတို့နဲ့တော့ တိုင်ပင်ပြီးတော့ထိန်းချောင်းဖြစ်ပါတယ်နမကဟုတ်တယ်အမေချစ်တယ်အဲ့ပုံမှာပြောသွားပြီးတော့ဖီနေတယ်တားရရအမေချစ်တယ်ဆိုတာတခါလေးကြတော့လဲပေါ့နော်တားဆိုတဲ့အမျိုးကလည်းသူကယောက်ျားလေးတွေဆိုတော့သူကအဲ့လိုလေးစူးစမ်းတယ်ပြီးသွားလို့ရှိရင်အဲ့လိုလေးလေးအဲကဲရတာပေါ့နော်အဲ့လိုဆိုတော့နည်းနည်းတော့တိခါခုနှစ်ရပဲစဖက်လိုက်ရတယ်လေတားရှင်အမေတွေကရုပ်အိုလွယ်တယ်ဆိုတာအမှန်ပဲတစ်ချိန်လုံးအော်နေရနမကအဲကလေးတွေကိုအဓိကအားပြန်တော့နမစာ ေါ်မှာအဲကိုဆရာဝန်ဖြစ်ခဲ့တယ်ဆိုပေမဲ့လေသူတို့ကိုလေစားရီအရန်လှုပ်ခိုင်းတာစားရီတွန်းတာအဲ့လိုမျိုးနေမဲ့တစ်ခါမှမလုပ်ဘူးသူတို့ကိုအဲဒီလို ပေါ့ပေါ့ပါပါလေးပဲပေါ့နော်လုံခိုင်းနေပြီးတော့သူတို့ကသူတို့ဟိုတခြားနေရာတွေမှာနေမြပို့ပြီးတော့အချိန်ပေးပြတယ်သူတို့ရဲ့အာကစားသူတို့ရဲ့ဒီအနုပညာဘိုင်းပေါ့နော်နေမြတို့ဂီတပေါ့နော်အခုကတော့သူတို့ဂီတကိုစိတ်ဝင်စားနေတယ်အဲလိုဆိုတော့သူတို့စိတ်ဝင်စားတဲ့အပိုင်းလေးကိုပဲလိုက်ပြီး support လုပ်ပေးဖြစ်တယ်နေမြဟုတ်သူတို့ကလေအခုရွယ်ထီတော်နေမြကိုအဲ့လိုကြီးလေအဲဘာဖြစ်ချင်တယ်အဲ့လိုမျိုးကြီးသူတို့ ဟိုဟာဖြစ်လာတာမျိုးတော့ဖော်ပြလာတာမျိုးတော့မရှိသေးဘူးအာသူတို့စိတ်ဝင်စားတာလေးတွေကိုလိုက်ပြီးတော့နည်းမြတ်က တိုးတိတိုးတိပေါ့နော်။နည်းတို့ဆိုလို့ရှိရင်ငယ်ငယ်တုန်းကဆိုရင်စာပဲလောက်ရမယ်။ကျန်တာစိတ်ဝင်စားနေကျန်တာကိုစိတ်ယိုင်သွားမှဆိုးလို့ဆိုရဲဟိုဒါအဲ့ဒီနည်းတို့ generation ရဲ့ concept တွေဖြစ်ခဲ့တာပေါ့နော်။အခုခေတ်မှာကြာအဲ့လိုမဟုတ်တော့ဘူး။ဘယ်နေရာမှာပဲဝါသာ music ကိုဝါသနာပါတာလား sports ကိုဝါသနာပါတာလားပါတဲ့ဟာပေါ်မှာတကယ်ကိုထူးထူးကျွန်ကျွန်ဖြစ်တယ်ဆိုလို့ရှိရင်တကယ်ကို income ကောင်းကောင်းနဲ့ရပ်တည်လို့ရတယ်ဆိုတာအကုန်လုံးကသိသွားပြီဆိုတော့အဲအခုနောက်ပိုင်းကလေးတွေကိုတော့မိဘတွေအားလုံးကအဲ့ဒီလိုပဲသူတို့ဝါသနာပါတာကိုပဲ support လုပ်ပေးကြတာပါဟုတ် င်အောင်လူပြီးပါတယ်ပါတယ်။ဒါပေမဲ့ကိုတိုင်ကတော့လေအဲကိုကိုကိုကြီးပြောရတာကြောင့်လေ တမျိုးကြီးတော့ဖြစ်နေရပါတော့။ဒါမဲ့နမက်ကတော့အဲ့လိုလေးအရန်လောဘကြီးတဲ့မိဘတွေမှမပါဘူး။အဲသူတို့ကိုနမက်ခံယူထားတာတကွာတော့ဟိုဂုံယူရတဲ့သားသမီးတွေမဖြစ်စေချင်ဘူး။ပျော်ရွှင်နေတဲ့သားသမီးလေးတွေကိုပဲမြင်ချင်တယ်။အဲ့တော့ကိုဂုံယူရဖို့အတွက်ကိုသူတို့မှပင်ပန်းစွာအဲ့လိုကြီးလုံလုံနေရတာမျိုးမဟုတ်ပဲနဲ့သူတို့ life လေးကိုသူတို့ enjoy ဖြစ်ရမယ်ပျော်ပျော်ရွှင်ရွှင်လေးနဲ့အာပြီးသွားတော့နေ့ရက်တိုင်းကိုတန်ဖိုးရှိရှိလေးနဲ့သူတို့ဖြတ်တန်းစေချင်တယ်။အဲ့တော့နမက်တို့တွေရဲ့ life standard က်တွေပေါ့နော်ဘယ်လိုပြောရမလဲကိုယ့်ရဲ့စံနှုန်းတွေကမှားယွင်းနေခဲ့တယ်ဆိုလို့ရှိရင်ဥမာရေဘက်တို့တော့ဆိုရင်အင်ဂျင်နီယာဖြစ်မှဆရာဝန်ဖြစ်မှဆိုအဲ့ဒါမှဖြစ်တဲ့သူကပဲသူ့ life ကြီးကဟို satisfying ဖြစ်เสีย မကောင်းဘောเนาะစိတ်ကျင်းနေဆရာမကောင်းငါ live ကြည့်သူများနဲ့ရှင်ရန်ကိုအဆင်မပြေဘူးလို့ထင်ခဲ့ကြရတယ်ဗောနော်အဲ့လို့ဆိုနေစဉ်ဘဝမှာလုတ်တဲ့အလုပ်တွေမှာလည်းအဆင်မပြေတော့ဘူးအဲ့လို့မဟုတ်ဘဲနဲ့သူတို့ရဲ့စိတ်လေးတွေထဲမှာအဲလူတွေအားလုံးကတန်ဖိုးရှိတယ်ဘယ်နဲ့ပတ်မှာမဆိုလူတွေလိုအပ်တယ်ကျွမ်းကျင်သူတွေလိုအပ်တယ်အဲအဲ့လိုမျိုးလေးသူတို့ live လေးကိုကျေနပ်စွာနဲ့နေစဉ်ဖြတ်တန်းနေတဲ့သူလေးတွေပဲဖြစ်စေချင်တယ်နမေကတော့ဗောနော်နမေဆိုလည်းအခုပဲကြည့်ကိုက ဆရာဝန်လုပ်ခဲ့တယ်6နှစ်တက်ခဲ့တယ်6နှစ်တက်ပြီးသွားတဲ့အချိန်မှာလောက်တော့အမှုပညာအလုပ်အဲအဲ့လိုဆိုတော့နမျက်တို့တွေဒီငငယ်လေးနဲ့အမှုပညာအလုပ်စလုပ်တဲ့သူတွေနဲ့ရှင်နမျက်တို့ဆိုရင်ဝင်လာတယ်လည်းနောက်ကြတယ်အဲဒီလူတွေပေါ့နော်အမျိုးမျိုးတွေရှိတယ်အဲ့လိုဆိုတော့အဲ နွေတို့ကိုတိုင်ကအဲ့လိုခံစားရတာကို life မှာခါလီကြတော့လဲဟာငါအဲ့လိုတော့ဟိုဟာလုတ်ခဲ့မိရင်ကောင်းသားပေါ့နော်အဲ့အဲ့လိုမျိုးအတွေ့တွေလည်းဖြစ်ခဲ့ဘူးတယ်အဲ့လိုဆိုတော့တို့လေးတွေကိုတော့အဲ့လိုပျော်ပျော်ရွှင်ရွှင်နဲ့အေးအေးချမ်းချမ်းလေးဖြတ်တန်းစီချင်တာပေါ့ဟုတ်ကဲ့ပါကျေးဇူးပါကျေးဇူးပါ